အားလုံးပဲမင်္ဂလာပါ Generative Football Live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။ကောင်းမွန်တော့နေ့လေးတနေ့ဖြစ်ပါစေ။ညကနေစမုံကတောင်းပြီးလာ။အဲ့တော့ကျွန်တော်တောက်လျှောက်ခရီးသွားနေတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ ဒါလက်ရှိမှာဒါ background လေးတွေပြောင်းပြီးတော့ကျွန်တော်ဗီဒီယိုကတော့ဒီနေ့မှ6ဘုတ်ကနေပြီးတော့၅ဘုတ်ကိုပဲတင်ဆက်ပေးနိုင်တယ်ကြောကျွန်တော်ဒီနေ့ဒီနေ့မှာပထမဆုံးကတောင်ပန်ပါလေးလို့ပြောချင်ပါတယ်လက်ရှိမှာတော့ကျွန်တော်တို့ဒီနေ့မှာတော့တော်တော်လေးဟစ်ဖြစ်နေတဲ့သတင်းက Gareth Southgate နဲ့ Manchester United သတင်းတွေပဲအဲလက်ရှိမှာအဲ့ဒါလေးတွေပတ်သက်ပြီးဒါကျွန်တော်တို့ Manchester United နီးပြကိစ္စရဲ့လက်ရှိမှာ update ဖြစ်နေတဲ့သတင်းလေးတွေကိုဒီနေ့ထဲမှာတင်ဆက်သွားမှာပေါ့အဲ့တော့ဒါလူရဲသိချင်တဲ့ကိစ္စက Manchester United အသင်းနဲ့ Gareth Southgate ရဲ့ကိစ္စပဲ Manchester United အသင်းနဲ့ခုလက်ရှိမှာ Gareth Southgate ကိုနီးပြအနေဖြင့် ေါ်ယူဖို့အတွက်လူတွေအနေနဲ့တကယ်တရင်တွေအတွက်လည်းလိုအခြေအနေဘလို့ရှိတယ်။ Okay ။လက်ရှိမှာ in your soul အစုကတော့ဒါ grass soccer တို့လေးကိုသဘောကျတယ်။သဘောကျဆိုလူတူတယောက်အနေနဲ့သဘောကျတာပြ United နီးပြအနေနဲ့သဘောကျတာမဟုတ်ဘူး။ grass soccer နဲ့လက်ရှိမှာ in your soul အဖွဲ့တွေကလူတွေအကုန်လုံးနဲ့လည်းကောင်းမွန်တဲ့ဆက်ဆံရေးရှိတယ်။ Jason Wiggins လက်ရှိမှာဒါကျွန်တော်တို့ Sergeant Radcliffe တို့ကိုယ်တိုင်ကလည်း Jim Radcliffe ကို soccer ကိုတော်တော်လေးကိုသဘောကျနှက်တဲ့တယ်မှာ။ဒါပေမဲ့ခုနကပြောသေးတယ်လူတူတယောက်အနေနဲ့နှက်တဲ့တာဖြစ်ပြီးတော့ဒါကျွန်တော်အလုတ်ခတ်မဲ့လူတယောက်အနေနဲ့နှက်တဲ့တာတော့မဟုတ်ဘူး။ ဂရက်ဆော့ကိတ်ကိုလည်းရှိမှာဒါကျွန်တော်မန်ချက်စတာယူနိုက်တက်အသင်းနဲ့ခေါ်ဂျင်းတော့ခေါ်လို့ရနိုင်နေတာမှရှိတယ်။ဆော့ကိတ်ကိုတိုင်ကလည်းသူ့ရဲ့ဒါအိမ်မက်တွေတဲကအသင်းသင်းဖြစ်တဲ့မန်ချက်စတာယူနိုက်တက်အသင်းကသူ့အတွက်ဒါမန်နေဂျာလုပ်ဖို့အတွက်ဖြစ်တယ်။ဒါပေမဲ့လက်ရှိမှာဂရက်ဆော့ကိတ်တယောက်တည်းမဟုတ်ဘူးနေလက်ရှိမှာနီးပြအားလုံးပေါင်းတိုတေ၃ယောက်တိတိကမန်ချက်စတာယူနိုက်တက်အသင်းဘက်ကသာခေါ်ယူလာခဲ့မယ်ဆိုရင်တော့သူတို့ဘက်ကဒါလက်ခံသွားဖို့ရှိတယ်ဆိုတဲ့သတင်းတွေကတော့ Tier 2 Tier 3ဘက်မှာတော်တော်လေးကိုဒါပြန့်နှံ့နေတာကိုတွေ့ရမယ်တဲ့မှာပါတယ်။ Okay ဂရက်ဆော့ကိတ်ကိုပြောတော့ဂရက်ဆော့ကိတ်နဲ့ပတ်သက်ပြီးလက်ရှိမှာမန်ချက်စတာယူနိုက်တက်အသင်းနဲ့ဒါကြောင့်ပိုင်ရှင် ဒါဘုတ်ဖွဲ့ရောဘိုင်ရှင်တို့နဲ့ဒါကျွန်တော်လက်ရှိမှာကောင်းမွန်တဲ့ဆက်ဆက်ရေးရှိတယ်။ Saudi နေကူဒါ international ကနေတော့ဒါအာကလပ်အသင်းကိုသာပြန်ပြီး management ဆိုရင်တော့သူ့ရဲ့ဒါကျွန်တော်အရေးချင်းကမမေ့ရဒါ Graham Potter ကိုမခေါ်ခင် WhatsApp အသင်းကနေပြီးတော့ဒါ Graham Sockey ကိုခေါ်ယူဖို့ကြိုးစားခဲ့ပေမဲ့ WhatsApp အသင်းကို Graham Potter ကိုကျွန်တော်တို့ Graham Sockey ကညင်းပယ်ခဲ့တာကိုတွေ့ရမယ် Sockey နေနဲ့လက်ရှိမှာသူ့ရဲ့အဆင့်တန်းကဒါပို့ပြီးတော့ကောင်းတယ်ဒါကျွန်တော် top 6ဆိုအသင်းမျိုးပဲဒါကျွန်တော်တို့ handle လုပ်ရမယ်အသင်းတစ်သင်းလို့ဒါကျွန်တော်တို့အေးပေါ့ခန်းစားရတယ်မှာပါတယ်ကြောင့်သူ့အနေနဲ့ပတ်ပြီးညင်းနေတာကိုတွေ့ရမယ် သူကိုယ်တိုင်ကလက်ရှိမှာဒါကျွန်တော် Manchester United အသင်းရဲ့ဒါအလုပ်ကိုမျှော်လင့်နေတဲ့ဆိုတဲ့သတင်းတွေကလည်းသဆန်းတို့ Daily Mirror မှာတော်တော်လေးကိုဒါပေါ်ပေါက်နေတော့တွေ့ရမယ်။ဒါပေမဲ့ခုနကပေါ် English ရဲ့ British Media ဖြစ်ကြအောင်ဒါကျွန်တော် Gresalki နဲ့ကိုယ်တိုင်က PR ကိုယ်တိုင်လှုပ်လားအလုပ်လားမလုပ်လားဆိုကျွန်တော်လည်းဒါအတိအကျပြောလို့တော့မရဘူး။ဒါပေမဲ့ဒါဟာလက်ရှိမှာ harsh reality တကူတစ်ခုတော့ဖြစ်နေ။အဲ့တော့ဒါ Ineos အုပ်စုနဲ့ကိုယ်တိုင်ကဆက်ဆံရေးကောင်းတဲ့အတွက်ကြောင့်မို့ဒါပြည်သက်တချို့ကဒီညမှာစိုးရိမ်နေ။ Southgate နဲ့လက်ရှိမှာဘယ်လိုပဲပြောပါဒါကျွန်တော်တို့ဒါ England ကိုတော့အဆင့်တန်းတစ်ခုရအောင်ဒါဆွဲခေါ်သွားပေးခဲ့တာမှန်ပေမဲ့သူ့လက်ထဲမှာဒါကျွန်တော်အဲ့တုန်းကလည်းကစားသမားကောင်းတွေများ ရှိတယ် Hurricane Brand, Resigen Brand, Prime တွေက Prime တွေကြီးပြောအများကြီးရှိခဲ့တယ်။အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့လက်ရှိ Grass Socket ကိုတော့ Manchester United ပြိတ္တာတွေကတော်တော်လေးကိုတော့အလိုမရှိတဲ့လူတွေကပုံများနေပြီးတော့အလိုရှိတဲ့လူတွေထဲမှာလည်းဒါကျွန်တော် Manchester United ပြိတ္တာမဟုတ်ဘဲနဲ့16တန်းပြိတ္တာတွေကသာဒါ Grass Socket ကို Manchester United နီးပြဖြစ်စေချင်တဲ့သဘောမှရှိပါတယ်။ကျွန်တော်ကတော့မသိပြီးမဖြစ်စေချင်ဘူး။ကျွန်တော်ကကိုယ့်တာပေါ့ကိုယ်စိတ်အေးမှန်နေပြီ။အဲ့တော့ United အသင်းနဲ့ခုလက်ရှိမှာ Ruben Amorim ကိုထုတ်ပြဖို့အတွက်ဆိုတာကတော့လက်ရှိအနေထားတော်တော်လေးကိုဝေးပါသေးတယ်။ဒါပေမဲ့လက်ရှိမှာ United အလုပ်ကိုလိုချင်တဲ့လူတွေကတော့အများကြီးပဲ။ခုနက Gareth Southgate အပါအဝင် Xavi ကို Oliver Glasner ကို Xavi ကိုတိုင်ကလက်ရှိမှာသူကိုယ်တိုင်ကဒါ Manchester United အသင်းသားသူ့ကိုခေါ်ယူပြီးတော့ဒါကျွန်တော်တို့လက်ရှိမှာနှိပြလုတ်ခိုင်းခဲ့မယ်ဆိုရင်တော့သူ့အနေနဲ့လုံးဝလုံးဝညှင်းပယ်သွားမှာဖြစ်နေဒီအလုပ်ကိုချက်ချင်းဆိုသူလက်ခံသွားမယ်လို့သိရတယ်မှာပါတယ်။ United က Xavi အနေနဲ့လက်ရှိမှာဒါကျွန်တော်တို့ အတင်းအနေနဲ့ဒါ respect ဖြစ်ရတဲ့ club တစ်ခုအနေနဲ့ကောသူ့အနေနဲ့ဒါလက်ရှိလူစည်းရင်းရအတူတီဒီထက်ပို့ပြီးတော့ကောင်းအောင်လုပ်နိုင်မယ်လို့ယူဆတဲ့အတွက်ကြောင့်မလို့ကောဒါလက်ရှိအနေထားရတာကျွန်တော်တို့ Xavi အနေနဲ့တကယ် Manchester United ကသာသူ့ကိုနှိပြလုပ်ဖို့အတွက်ကဲလန်းလာခဲ့မယ်ဆိုရင်တော့ချက်ချင်းဆိုသလိုဒါကျွန်တော်နှိပြအနေနဲ့လက်ခံသွားဖို့ရှိပါတယ်ဒါကလက်ရှိနောက်ဆုံး update ဖြစ်နေတဲ့သတင်းတွေပေါ့နော်အဲ့တော့မြည်တော့ပင်စိုးစီကမှဒါဆိုရင်တော့ဘလူတွေဆက်ဖြစ်မလဲအဲ့တော့နောက်တစ်ခါ Oliver Glasner Glasner နဲ့ပတ်သက်ပြီးကျွန်တော်မနေ့ကတင်ဆက်ထားခဲ့လို့ Glasner ကိုယ်တိုင်ကလက်ရှိ The Sun နဲ့ Daily Mirror ရဲ့သတင်းတွေအရဆို င်တော့ဒါအဂိတ် Manchester United အသင်းကသာနီးပြလုံမလားလို့မေးမယ်ဆိုတော့ချက်ချင်းဆိုလို့ဒါမတုံမဆိုင်ပဲ without the heartbeat ပေါ့နော်ဒါ Bangkok ကိုရန်ရေးထားခဲ့တာ without the heartbeat လောက်ရေးထားတယ်ပြောကြတာကျွန်တော်နှလုံးနှလုံးခုနောက်တစ်ချက် မရောက်ခင်တော့မှ yes ပြောပြလိုက်မယ်ဆိုတဲ့ဥစားကြမ်းတယ်နော်ရေးတဲ့ဥစားတွေကတော့ဘယ်လိုတွေရေးလဲတော့မသိဘူးတရင်စားတွေလည်းတော်တော်လေးဥစားကျွန်တော်အကြည့်အဲ့တော့ဒါဗန်ဂျီကောရင်ကိုဂိုဗဂလစ်နာနေတာကျွန်တော်နှလုံးခုန်တာနောက်တစ်ချက်မကူးခင်မှာ yes ပြောမယ်ဆိုတဲ့လူတွေကစာဗီလိုမတက်လက်ရှိမှာအင်္ဂလိပ်စကားတွေတင်ပြီးတော့လက်ရှိမှာပရီးမီးယားလိဂ်ကလပ်ကိုဒါ manage လုပ်ဖို့စောင့်နေတဲ့လူတွေကကရက်ဆောက်ကိလိုဒါအင်္ဂလိပ်နိုင်ငံသားကိုယ်တိုင်ဖြစ်ပြီးဒါအင်ယောဆုကိုယ်တိုင်ကြိုက်တဲ့ကစားသမားအဲ့ဒါနီးပြဖြစ်တယ်အဲ့တော့ ်လက်ရှိမှာအာမူရင်းသာထွက်သွားခဲ့မယ်ဆိုရင်တော့သူတို့အနေနဲ့ဒါကျွန်တော် ready လीဒါကျွန်တော်အဲ့တော့ United အသင်းနဲ့အခုလက်ရှိမှာဒီ၃ယောက်ကိုဒါကျွန်တော်တို့ချိတ်ဆက်မှုရောတစုံတစ်ခုပြုလုပ်ထားခြင်းတော့မရှိသေးဘူး interview process လည်းဘာမှမရှိသေးဘူးလက်ရှိမှာဒါနီးပြားတို့အုပ်စုကိုဒါ Jim Ratcliffe တို့အုပ်စုအနေနဲ့ ရူဘင်အမိုရင်းကိုပဲ100%လုံးဝယုံကြည်နေသေးဆဲဖြစ်ပြီးတော့သူတို့နေတာကျွန်တော်ဒီအသင်းကဒါကျွန်တော်နီးပြအပြောင်းလဲကြီးပဲလုပ်တဲ့ဒါကျွန်တော်အနေထားတစ်ခုလို့သူတို့နေမယုံကြည်ဘူးဒါကလည်းအဲ့တော့ပြောချင်တာဒါလက်ရှိမှာ grass soccer နဲ့တက်နေတဲ့တဲ့ရင်းတွေအကုန်လုံး tier 1 level တွေရတာရှာပါတယ်ဒါ oliver glassner က tier 1 level tier 2 tier 3 level ဖြစ်တဲ့ဒါ benji court ရေးထားတယ်ဇာဗီကလက်ရှိမှာ tier 2 tier 3 level တချို့ကရေးသားနေပြီဖြစ်ပြီးတော့ဒါ soccer နဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်ညွှန်နေတာကပို့ပြီးတော့များနေလို့ပဲကျွန်တော်အနေနဲ့မြင်ပါတယ်အဲ့ဒါလက်ရှိမှာ manchester united နီးပြနဲ့ကိစ္စနဲ့ပတ်သက်ပြီးပေါ့နော်လက်ရှိမှာနောက်တစ်ခုအနေနဲ့ပြောရမယ်ဆိုရင် manchester united United အသင်းနဲ့ Body Blue တာကျွန်တော်လက်ရှိမှာလုပ်နေအဲ့တော့ United အသင်းနဲ့လက်ရှိလာမဲ့ဆောင်းရာသီဘိုင်းမှာအကေကွင်းလေဘိုင်းအဖြစ်အရန်ကြီးလူအပ်လာခဲ့မယ်ဆိုရင်တော့ Saudi မှာသွားကစားနေတဲ့ Portuguese ကစားသမားဖြစ်တဲ့ Ruben Neves ကိုခေါ်ယူဖို့အတွက် United အသင်းနဲ့ကြိုးစားလာနေဆိုတဲ့သတင်းထွက်ပေါ်လာခဲ့တယ်။ Ruben Neves ကိုတန်းကလက်ရှိမှာဒါကျွန်တော် Saudi မှာသူ့အနေနဲ့သူဟာပတ်စံရှာလို့ဝါသွားပြီးဖြစ်တဲ့ကြောင့်မို့ဒါ Premier League ကိုပြန်လာတော့မယ်ဆိုတဲ့သတင်းတွေထွက်နေခဲ့ပြီးတော့လက်ရှိမှာ Ivan Toney နဲ့ Ruben Neves ကလက်ရှိမှာ Premier League ကိုပြန်လာဖို့အတွက်ရေဘတ်အစားဆုံး club တွေတော့အသင်းတွေတော့ကစားသမားတွေတယောက်ဖြစ်တော့ Ruben Neves ကို တိုင်ကလက်ရှိမှာသူ့ကိုယ်တိုင်စိတ်ဝင်စားနေကလပ်တွေရှိရှိပြီးလက်ရှိမှာတိတလောက်ပြောရမယ်ဆိုရင်တော့ Chelsea အပါဝင် Tottenham Hotspur နဲ့ Manchester United အသင်းတို့ကလည်း Ruben Nico လာမယ့်နေရာအဲ့လာမယ့်စောင်းရသည့်အပြောင်းရှိမှာ Saudi အသင်းတွေစီကနေပြီးအငါဒါမှမဟုတ်အပိသက်ခေါ်ယူပိုင်ခွင့်ဆိုတဲ့ပုံစံမျိုးနဲ့ခေါ်ယူသွားဖို့လည်းပြင်ဆင်လာခဲ့တဲ့သတင်းထွက်လာ United အသင်းတွေဒါခုနကပြောသေးပဲဒါလာမယ့်လာမယ့်ဒါကျွန်တော်တို့အဲဘယ်လိုပြောမလဲအဲလူရဒီအပြောင်းရွှေ့မရောက်ခင်မှာဒါ temporary fix တော့မဟုတ်မယ် ruben nivia အသက်ရွယ်ရတဲ့ကျွန်တော် ပရီးမီးယားလီဂ်ဝါလဲရှိရတဲ့ကြောင့်သူအနေနဲ့ဒီကွင်းလေပိုင်းမှာအားကိုးလို့ရနိုင်မဲ့ကစားသမားတယောက်လို့ဖြစ်နိုင်မဲ့အတွက်ကြောင့်မို့တို့အနေနဲ့ယုံကြည်ထားရတယ်မှာပါပါတယ်အဲ့တော့မြို့သူမြို့ဆိုစင်ကမို့ United ကဒါ Ruben Neves ကိုဒါကျွန်တော်တို့ temporary fix ပုံစံမျိုးပဲနဲ့လက်ရှိမှာဒါဘာလဲဘာဒါမို့ Water လို့မရောက်ခင်စက်ကြားမှာအသင်းမှာအားကိုးလို့ရနိုင်မဲ့ကွင်းလေပိုင်းအကဲ Kobe Mine အနေနဲ့လည်းဒါလာမဲ့6လအတွင်းမှာအငားထွက်သွားခဲ့မယ်ဆိုရင်သူအနေနဲ့ဒါ Ruben Neves ကိုတော့အားကိုးလို့ရနိုင်တဲ့ကစားသမားတယောက်အနေနဲ့ United ကစောင့်ကြည့်နေစေဖြစ်ပါတယ် Ruben Neves ပြီးခင် club ကလက်ရှိမှာဒါ Ruben Neves ကိုအငားနဲ့ထွက်ခွင့်ပြုမှာမဟုတ်ပဲနဲ့အပိတတ်တာရောင်းချဖို့ ို့အစီအစဉ်ရှိတယ်ဆိုတဲ့တင်ထွက်လာခဲ့တယ်။အဲအော်ဟီလာအနေနဲ့အခုလက်ရှိနောက်ဆုံးသတင်းတွေအရဆိုတော့ကစားသမားတို့ကျွန်တော်တို့လိုလကူပေးထွက်ဖို့မရှိဘဲနဲ့ကစားသမားရဲ့ခြေစွမ်းပေါ်ယုံကြည်ကြောင့်မို့စာချုပ်အစ်ချုပ်ဖို့ဒါပို့ပြီးတော့တကြိုးစားနေဆိုတဲ့တင်ထွက်လာခဲ့တယ်။ United ကဒါ Ruben Dee ကိုဒါကျွန်တော် sorry မပြောင်းခင်ကတည်းကဒါ Ruben Dee ကိုခေါ်ယူဖို့ကြိုးစားခဲ့ Club Leader ကတခုဖြစ်ခဲ့ပေမဲ့ကစားသမားကတော့ sorry ကိုပြောင်းသွားခဲ့တာကိုတွေ့ရမယ်တဲ့မှာပါပါတယ်။နောက်ဆုံးသတင်းတစ်ခုအနေနဲ့လက်ရှိမှာဒါ Manchester United ဒီပြအပြောင်းလဲမဖြစ်ခဲ့ဘူးဆိုရင်တော့ဒါ Kobe Mindu ကဒါကျွန်တော် Zigzag ကိုလာမယ့်နေရာဒီမှာအသင်းကနေပြီးတော့ထွက်ခွာလို့လာမယ့်ဆောင်းရာဒီမှာအသင်းကနေထွက်ခွာသွားဖို့ ရှိတယ်ဘူးသတင်းတွေထွက်လာတယ်အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့အီတလီဆီးရီးကလပ်ဖြစ်တဲ့ကိုမိုကဒါကျွန်တော်ဓမားစီရဲ့အပြောပုံရဆိုရင်နော်6-0လာမဲ့ဒါကျွန်တော်တို့စောင်းရပြီးအပြောင်းရွှေ့မှာဆက်ဖာဗီဂတ်ဆိုအုပ်စုကခေါ်ယူဖို့အတွက်စိတ်ဝင်စားနေတယ်ဖာဗီဂတ်ကိုတိုင်က6-0ကိုတော်တော်လေးကိုသဘောကျပြီးသူတို့ရဲ့လိုအပ်နေတဲ့တိုက်စစ်ဘက်မှာနီကိုပတ်စ်နဲ့တွဲဆော့နိုင်မဲ့ကစားသမားတယောက်ဆိုသူတို့နေမြင်တယ်အဲ့လက်ရှိမှာဒါကျွန်တော်တို့6-0တယောက်ကဒီအပြောင်းရွှေ့မှာဒါကျွန်တော်တို့ United အသင်းမှာလည်းမိနစ်ရမှုတော်တော်လေးကိုလဲပါနေတဲ့အတွက်ကြောင့်မလို့ဒါဆက်စကိုကိုတိုင်ကတော့မိနစ်ရဖို့ရုံးကန်တဲ့6-0ဆိုပူရာဝေးသွားတဲ့ကြောင့်မလို့6-0 ီကိုရန်ကလက်ရှိမှာဒါအီတလီစီးရီးကိုသူ့အငှားလောက်နဲ့ပြောင်းရမယ်ဆိုတော့ပြောင်းမှုတွေစိတ်ဝင်စားနေတယ်ကိုမုံကလက်ရှိမှာဇစ်ဇီကိုဒါကြောင့်အငှားအပိသက်ပိုင်အပိသက် ခေါ်ယူရဲဆိုတဲ့ပုံစံမျိုးနဲ့ခေါ်ယူခြင်းပဲမဲ့ရူဘင်အာမိုရင်းကကြောင်လုံးနဲ့တွေ့ရမှာကိုယ်မိုင်းတူကိစ်လိုပဲသူနဲ့ဒါ၃ငါးဆိုရဲလည်းမသုံးပေမဲ့ဒါအငါချမှဆိုလည်းမငါဘူးဆိုတဲ့ပုံစံမျိုးကို United ဘက်ကပြောထားတာတွေ့ရမှာကိုယ်မိုင်းတူကိစ်ဆာလည်းဒီတိုင်းပဲ United တင်းနဲ့ခုလက်ရှိမှာဒါကြောင့်ကိုယ်မိုင်းတူကိုမင်းနဲ့အရာဒါတော်တော်လေးကိုနည်းနည်းပါပဲပေးထားတဲ့ကြောင့်မို့ကစားသမားကိုယ်တိုင်ကလက်ရှိမှာအသင်းပြောင်းဝယ်ထပ်မံပြီးတောင်းထားပြီးတာဖြစ်ပြီးတော့လာမယ့်ကျကျွန်တော်တို့ဆောင်းရသည်ပြောရှိတော့သူ့ကို6လအငါချပေးဖို့ ਨੇ သူ့အနေနဲ့အပိသက်ထွက်ခွာသွားမှာမဟုတ်ပဲနဲ့ဒါအချိန်တိုင်ပြန်လာမှာဖြစ်တယ်ဆိုတဲ့ကြောင့်အသင်းဘက်ကပြောထားတယ်။ Ineos ကဒါအရင်ကတည်းကဆွဲထားမှုပဲ ਨੇ ကစားသမားနဲ့မင်းနဲ့ ာမရခဲ့ဘူးဆိုကိုဗီမိုင်းတူကိုအသင်းကနေအငှားချဖို့အတွက်ပြင်ဆင်လာခဲ့ပြီဖြစ်တယ်အဲ့တော့ United အသင်းနဲ့ခုလက်ရှိမှာဒါကျွန်တော်လာမယ့်ဆောင်းရာသီအပြောင်းအရွှေ့မှာတော်တော်လေးကိုအလုပ်ရှုပ်ဖို့နေထားမှာရှိလို့ဒီပြအချိန်ဒီကလည်းအခုချိန်ဒီတည်တည်ချာချာတိတိကျကျဘာမှကိုအပြေမပေါ်သေးဘူးလို့ပြောလို့ရတယ်မှာပါတယ်စောက်ကိတ်တဲ့င်းကလွင်ဂျန်နယ်ဇာတွေကအကုန်လုံးကဒါရည်ရည်ရည်ဖြစ်နေစောက်ကိတ်ကလက်ရှိမှာတီးရရတာညှော်နေတာပူများတယ်လို့ပဲပြောရင်းနေပဲကျွန်တော်ကိုတောင်းခွင့်ပြပါအောင် ဘလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4U တို့မှာ Change News နဲ့ပေါင်းကူညီလို့ရပါတယ်။မြန်မာလူလက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျ။မြန်မာကလစ်မှာမြန်မာနိုင်မှာဖြစ်ပါတယ်။အားလုံးမကြူတူပါနဲ့ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တို့ရဲ့နောက်မှာပဲအေးဆေးဆေးတွေ့ကြတာပေါ့။အားလုံးမကြူတူပါနဲ့ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပေးနေပဲမြန်မာလူလက်ကလစ်ပေးကြအောင်ဗျ။မြန်မာကလစ်မှာမြန်မာနိုင်မှာဖြစ်ပါတယ်။အားလုံးတို့ဒီနေ့ညတော့ဒါကျွန်တော်ဆုံးဖြတ်ပြီးတော့အားလုံးမဲ့ good night ပါ။တေးပါဗျ။